မိဘတွေမရှိတော့ပေမဲ့လည်းဂျေဆုစနေသေးတဲ့လက်ရွေးစင်ကစားသမားဖြစ်ဖြစ်ဝင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီအင်ဆိုင်ဒါ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာလက်ရွေးစင်ကစားသမားဖြစ်ဖြစ်ဝင်ကပရိသတ်ဒီအရန်ချက်တာခံရတဲ့ကစားသမားတူဖြစ်ပါတယ်ခွေးထဲမှာကစားရင်းနဲ့စိတ်တူရင်မျက်နှာနှီးသွားတတ်တာကြောင့်အဖွဲတရလူတွေကပန်းသီးဆိုပြီးတော့နာမည်ပြောင်ပေးထားကြတာဖြစ်ပါတယ် ဒါအပြင်ဖြူပြီးတော့လုံးနေတော့ဖြူလုံးဆိုတဲ့နာမည်ပါပေးထားကြပြီးဖြူဖြူဝင်းကတော့သူ့ကိုဘလို့ခေါ်ခေါ်စိတ်မဆိုးပဲသဘောကျနေကြတာဖြစ်ပါရင်ပရိသတ်ရှိမှပျော်ပျော်နေတဲ့ဖြူဖြူဝင်းကရင်ထဲမှာတော့ဝမ်းနည်းမှုတွေအပြည့်ရှိနေပါရင်အဖေကလွန်ခဲ့တဲ့၁၇နှစ်လောက်တုန်းကဆုံးသွားခဲ့တာဖြစ်ပြီးတော့အမေနဲ့သာဘဝကိုရင်ဆိုင်ဖြတ်သန်းခဲ့ရပါရင်မိသားစုရဲ့တောက်တိုင်ဖြစ်တဲ့အဖေဆုံးပါသွားတာကြောင့်အစင်မပြေမှုတွေကြားရရနေတားမိတွေဖြတ်သန်းလာခဲ့ရတာပါအမေနဲ့ဖြတ်သန်းနေတဲ့အချိန်မှာဖြူဖြူဝင်းအ တွက်ကန်ဆိုးမှုတွေကထပ်ရောက်လာခဲ့ပါတယ်။အမေကကိုဗစ်ကာလမှာဆုံးပါသွားခဲ့တာကြောင့်မိဘတွေမရှိဘဲတယောက်တည်းအားငယ်စွာနဲ့ဘဝခီးကိုရှောင်ရပြန်ပါတယ်။ဒီဘီယောဂအခန်းရှိသူဖြစ်တာကြောင့်ကိုဗစ်ကြောင့်ဖြစ်တဲ့တန်ကိုမခံနိုင်ပဲဆုံးသွားခဲ့တာပါ။မဆုံးခင်မှာတော့ဖြူဖြူဝင်းအကောင်းဆုံးကစားသမားဆုရတာကိုတော့မြင်သွားခဲ့ပါတယ်။အဖေကတော့သူ့သမီးဘော်လုံးကန်နာကိုပဲတိလိုက်ပြီးတော့ဆုရရတာကိုမတိလိုက်နိုင်ပါဘူး။အခုဆိုရင်ဖြူဖြူဝင်းကနိုင်ငံအဆင့်လက်ရွေးစင်ကစားသမားတယောက်ဖြစ်နေပြီးတော့ သူ့အဖေနဲ့အမေသာရှိသေးရင်အရန်ကိုပဲဝမ်းသာနေကြမှာလည်းဖြစ်ပါရင်အဖေရောမိဘမရှိတော့တာကြောင့်အတော်ကတော့ခေါ်ယူမေးစားခဲ့ပြီးဖြူဖြူဝင်းဖြစ်ခြင်းနဲ့ဘောလုံးသမားဖြစ်အောင်ကူညီပံ့ပိုးပေးခဲ့ပါရင် ငွေအားရောလူအားရောထောက်ပံ့ပေးခဲ့တဲ့အပြင်တူတူမောင်လေးဖြစ်ချင်တဲ့အရာကိုဖြစ်မြအောင်ကူညီပေးခဲ့ပါတယ်။စိတ်ကိုလည်းပြောင်းလဲပေးခဲ့တဲ့အပြင်စကားပြောပုံဆိုပုံဟာအစအကုန်တင်ပေးခဲ့တာပါ။ဖြူဖြူဝင်းနိုင်ငံသားပွဲစဉ်တွေကံပြီးတော့ပြန်လာရင်လည်းလေးစိတ်မှလာကြိုပေးခဲ့ပြီးတော့သမီးအရင်တယောက်လိုချစ်ပေးနေတာဖြစ်ပါတယ်။အိမ်ပြန်ရောက်ရင်လည်းစားကြနာတွေချက်ကျွေးပြီးတော့ဖြူဖြူဝင်းအားငယ်စိတ်တိမ်ငယ်စိတ်မရှိရအောင်အများကြီးဖေးမခဲ့ပါတယ်။တခါတလေဖြူဖြူဝင်းအိမ်ပြန်မလာရင်တောင်ပြန်လာဖို့ခေါ်ပြီးတော့ဖြူဖြူ ဝင်းကြိုက်တက်တာလေးတွေကိုချက်ကျွေးတာပါအိမ်ကိုပြန်မလာပြတဲ့အခောက်တွေဆိုရင်လဲဟင်းပူးတွေလုပ်ပြီးတော့ဖြူဖြူဝင်းရှိရဲ့နေရာစီကိုရအောင်ပို့ပေးတာဖြစ်ပါတယ်ဒူမာလီစိတ်ညစ်တာမျိုးမဖြစ်စေချင်တာကြောင့်လိုအပ်တာတွေအကုန်လုပ်ပေးပြီးတော့စိတ်ချမ်းသာအောင်လဲထားပေးခဲ့ပါတယ်ဒါသမီးအရင်လိုချက်ပေးတဲ့အပြင်ဖြူဖြူဝင်းသာမက ဖြူဖြူဝင်းရဲ့မောင်နှမတွေကိုပါချစ်ပေးတာဖြစ်ပါရင်အတော်ကတော့မိဘအရင်လိုဆောင်းလျှောက်ပေးပေမဲ့လည်းဖြူဖြူဝင်းကတော့သူအောင်မြင်နေတာကိုသူမိဘတွေကိုမြင်စေချင်တာပါဝမ်းနေနေတဲ့အချိန်တွေမှာလည်းမိဘတွေနာရှိတင်ပြီးတော့ပါပဲဖြစ်ဖြစ်မိဘတွေနဲ့အတူတူရှိကြင်ကြောင်းပြောပြခဲ့တာဖြစ်ပါရင်မိဘတွေမရှိတော့တာကြောင့်သူ့ကိုအမေတယောက်လို ပြုစုဆောင်ရှောက်ပေးတဲ့အတော်ကိုဒါဂျေဆုဆက်နေပြီးတော့အတော်ဖြစ်ချင်တဲ့အရာတွေကိုလည်းအကောင်းဆုံးလုပ်ပေးနေတာဖြစ်ပါရင်မောင်နှမတွေကိုလည်းပညာတတ်တွေဖြစ်စေခြင်းပြီးတော့ သူတို့အတွက်စူးစမ်းရအောင်မှဖြစ်ကြောင်းဖြူဖြူဝင်းကပြောပြခဲ့ပါသေးတယ်။ဒါကြောင့်အပေါ်လုံးကံဘို့ကဆက်လုသွားမှဖြစ်ပြီးတော့သူတက်ကြွတဲ့အရာတွေနဲ့နိုင်ငံဝေါ်မီသားစုကိုပါအကျိုးပြုပေးခြင်းနေရာဖြစ်ပါတယ်။နောက်ထပ်ပွဲတွေလည်းကံဘို့ရှိနေပြီးတော့စီးကိန်းမှာပါဝင်နိုင်ဖို့အတွက်လည်းအကောင်းဆုံးစူးစမ်းနေကြောင်းကိုဖြူဖြူဝင်းကပြောထားပါသေးတယ်။ပရိသတ်ကြီးရောအတော်မိဘလိုသဘောထားပြီးတော့ကျေးဇူးဆက်နေတဲ့ဖြူဖြူဝင်းကိုဘယ်လိုမြင်လဲဆိုတာကွန်မန့်လေးထဲမှာပြပြပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်